ပြီးခဲ့တဲ့ပတ်ကဗီယက်နမ်နိုင်ငံအလဲပိုင်းမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးအချမ်းမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ရာလူ43ထပ်မင်းနဲ့သေဆုံးပြီး9ဦးပျောက်ဆုံးနေတယ်လို့ဗီယက်နမ်အစိုးရကသတင်းထုတ်ပြန်ပါတယ်။ရေကြီးအချမ်းမှုတွေကြောင့်နေ6000ကျော်ရေနစ်မြုပ်ခဲ့တယ်လို့ဗီယက်နမ်အစိုးရကပြောပါတယ်။လက်ကွင်းတွေနဲ့စပားကင်းတွေထိခိုက်ပျက်စီးမှုရှိခဲ့ပြီးအိမ်မွေးတိရစ္ဆာန်တိမ်းတဲ့ချီသေဆုံးကရေကြီးနဲ့မျောပါသွားခဲ့ပါတယ်။ဒက်ကလန့်ပြည်နယ်ရှိတကြားဆက်ယုံတရုတ်မှာ ဆန်လူပြင်းအဆစ်ပေပါတရားရေးစည်းနဲ့မျောပါသွားပြီးအဆိုပါအဆစ်ပေပါတွေတွေ့ရှိပါကမဖွင့်ကြဖို့ရဲတပ်ဖွဲ့ကပြည်သူတွေကိုသတိပေးခဲ့ပါတယ်။တဘာဝဘေးရနယ်တွေကြောင်းထိခိုက်ပျက်စီးမှုပမာဏမှာဒေါ်လာ1.6ဘီလီယံထက်မနည်းရှိတယ်လို့ BNN အစိုးရကခန့်မှန်းထားပါတယ်။哎。呀。呀，妹。 gô nó ngập vô ở trong luôn rồi. À, tới cổ ui à. ôi trời ơi